ဲ့ဒီနေ့လည်း blog တစ်ခုလာပါပြီကိုမနေ့ညကတော့လေသူများရဲ့လူမျိုးစာတန်းထိုးလေးတွေနဲ့ blog တူလေးအာ reading တူလေးတင်ဖို့ကြိုးစားကြည့်ရဲ့အဆင်မပြေဘူးပေါ့နော်ရှင်တို့ရဲ့ဂျမကပါဇက်ကဒီလူမျိုးတွေပြောပြီးတော့ဒီဒီပြောဆိုနေရမှာအားရတာပေါ့နော်ဟိုစာတန်းလေးတွေနဲ့မစုံမဖို့ပြောဖို့ကအဆင်လည်းမပြေဘူးပြီးတော့ကိုရဲ့အာဒီနည်းပညာပိုင်းမှာအားနေတာလည်းပါမှာပေါ့နော်ဆိုတော့ဒီပုံမှန်အတိုင်းလေးပဲသွားကြပါလို့ရှင်ဒီနေ့ကဘာလုပ်ပြီးမှလဲဆိုတော့ ဖတ်သူပြောတဲ့စကားတွေကယုံရရဲ့လားဆိုတာကိုကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်သူပြောတဲ့စကားတွေကကြအောင်ကြပါပြီသူပြောတဲ့စကားတွေကယုံရရဲ့လားဆိုတာကိုဖတ်ပေးမှာပေါ့နော်ဆိုတော့အဲ့ဒါမဖတ်ခင်အရင်ဆုံး energy check မယ် energy checking မှာတိုက်ဆိုင်နေဆိုမှဆက်ပြီးတော့ကြည်ပါခါတိုင်းလိုပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့ collective ကြီးရဲ့ nourishment tree or source okay ဒါ current energy ဟုတ်ပြီတစ်ဖက်သူပြောတဲ့စကားတွေကယုံကြည်လို့ရရလားပြောပြပြပါရှင်ဒီတစ်ဖက်သူဆိုတာမှာကိုယ့်ရဲ့ collateral တွေအခုလက်ရှိတွေးလိုက်တဲ့ဘယ်သူမဆိုဖြစ်နိုင်လဲပေါ့နော်အာ cross age လက်ရှိ relationship ထဲမှာရှိနေတဲ့သူတို့မဟုတ်လို့ပေါ့ gain back ပေါ့နော်ဘယ်သူပဲမဆိုရတယ် face with a dagger says a calf. So our okay, so, current energy, judgment, and three of souls, do လက်တလောလောလောလတ်လတ်နာကျင်ထားတဲ့သူတွေပါလိမ့်မယ်ကိုရဲ့ဒီ collective တွေထဲမှာအခြေရေးကြောင့်တော်၎င်းကိုရဲ့အရင်းအမြစ်ဆုံးသူကနှောက်ကြောကိုဓာတ်ထိုးသွားလို့တော်၎င်းပေါ့နော်ဟိုဘယ်လိုပြောရမလဲအမှန်တရားတစ်ခုကိုလောလောလတ်လတ်တိထားရတဲ့သူတိထားလို့ဝမ်းနေနေရတဲ့ဟိုသူတွေပါလိမ့်မယ်ပေါ့နော်ကိုအရန်ယုံကြည်ရတဲ့သူက ကိုမထင်ထားတဲ့လုပ်ရက်တွေလုပ်နေတာမျိုးအာကို ဗျမ်းချစ်ရပါတယ်ဆိုတဲ့သူစီမှာကိုမထင်ထားတဲ့အမှန်တရားတစ်ခုကိုကိုကိုနာကျင်စေတဲ့အမှန်တရားတစ်ခုကိုလောလောလတ်လတ်သိထားတဲ့သူတွေအာဒီလိုလူတွေပါလိမ့်မယ်ဒီ collective ကိုလာကြည့်ရဲထဲမှာပေါ့နော်ဆိုတော့ awakening ဖြစ်တဲ့သူတွေပေါ့နော်တစ်ခုခုကိုအမှန်အတိုင်းသိထားတဲ့သူတွေဟိုနှိမ့်ရှည်လာများဟိုပေါ့နော်ကင်မရာလှုပ်နေလို့ခဏလေးရပ်လိုက်တာပါ ဆိုတော့ဟိုလက်တလော awakening ဖြစ်ထားတဲ့သူတွေပါလိမ့်မယ်ပေါ့နော်။ငိုထလာတာပေါ့နော်။အမှန်တရားတစ်ခုကိုသိလိုက်ရပြီးတော့ကိုကြာကြီးယုံယုံကြည်ကြည်လှုပ်ခဲ့တဲ့ယုံကြည်ချက်တစ်ခုကဒါကြီးကမှားနေပါတယ်ဆိုပြီးတော့အမှန်တရားကိုသိလိုက်ရတဲ့အခိုက်အခိုက်အတန်ပေါ့နော်။ရှုပ်ထွေးနေတဲ့ကိစ္စတွေကိုရှင်းရှင်းလင်းလင်းသိထားရတဲ့သိလိုက်ရတဲ့ခဏကိုပိုင်ဆိုင်ထားတဲ့သူတွေကိုအချိန်ကြာကြီးအဖြေရှာနေတဲ့ကိစ္စတွေကအခုမှအဖြေပေါ်လာပါတယ်ဆိုတဲ့သူတွေဒီ collective ထဲမှာပါလိမ့်မယ်ပေါ့နော်။ wake up call ပေါ့နော်။မင်းနှုတ်ထဖို့အချိန်ကြာပြီဆိုပြီး တော့ universe က universe ကဆွဲလှုပ်တာဆွဲနှိုးတာခံထားရတဲ့သူတွေဒီ reading ကိုလာကြည့်ရတဲ့အချိန်မှာပါလိမ့်မယ်ဒီချင်းက importance time ပဲလို့ကိုပြောချင်တယ်ပေါ့နော်မင်းတို့အတွက်တစ်ခုခုကိုတီးဖို့မင်းတို့စီကိုအလင်းအောင်ရောက်လာတယ်ဆိုတာကိုခံစားမိဖို့အတွက်လက်ခံရရှိဖို့အတွက်အာအရန်ကိုအရေးကြီးတဲ့အချိန်ပဲဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီအချိန်ကကိုယ့်ရဲ့ collective တွေအနေနဲ့ပေါ့နော်အမှန်တရားကို မြင်ရတော့မယ့်အချိန်ပဲရှုပ်ထွေးနေတဲ့ saturation နဲ့အခြေအနေတွေကိုရှင်းလင်းပြတ်သားစွာမြင်ရတော့မယ့်အချိန်အမှန်တရားကိုတီးဖို့ဟိုမငင်းပယ်တဲ့အချိန်ဆိုတာမျိုးကိုတွေ့ရတယ်တယောက်ယောက်ကတစ္ဆာဖောက်သွားလို့အာအသေးကွေးထားတာမျိုး ဟိုငွေလိမ်ခံထားရတာမျိုးယုံကြည်မှုတွေလိမ်ခံထားရတာမျိုးတွေကြောင့် emotional pain တွေစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေလက်ရှိရောက်နေတဲ့အခြေအနေရောက်ရှိလက်ရှိရောက်နေတဲ့ပတ်ဝန်းကျင်ကြီးမှာမပျော်မမွေ့ဖြစ်နေတဲ့သူတွေအာအရန်ကိုမှ heart ဖြစ်နေတဲ့နာကျင်နေပါတယ်ဆိုတဲ့သူတွေဒီ reading ကိုလာကြည့်တဲ့အချိန်မှာပါလိမ့်မယ် ဆိုတော့ဒီခေါင်းစဉ်ကိုမြင်လိုက်လို့ကြည့်ပြီးဆိုကြတဲ့ကမင်းတို့တွေမင်းတို့ရဲ့တစ်ဖက်သူချစ်ရတဲ့သူတို့မဟုတ်မိတ်ဆွေတငယ်ချင်းဒီလိုလူတွေပုံမှာတန်တရားဝင်နေလို့ပဲလေဟုတ်တယ်မလားဆိုတော့အဖြေကိုဆက်ပြီးတော့နားထောင်ပါရှင်အခုကိုပြောသွားတဲ့ current energy နဲ့ kait နေတယ်ဆိုရင်တော့ဟုတ်ပြီ current energy ပြီးသွားပြီဆိုတော့ကိုတို့တွေတစ်ဖက်သူပြောတဲ့စကားတွေကယုံကြည်ရရယုံကြည်ရရလားဆိုတော့ဒီ main question ကိုသွားတော့မယ်ပေါ့နော်ဆိုတော့ 201 201အရာပေါ့နော်အခုမင်းတွေ့လိုက်တဲ့တစ်ဖက်သူကချစ်သူလားမိတ်ဆွေပေါင်းသင်းလား crush လားတော့ကိုမသိပဲမယ်သူ့မှာမြဲတဲ့အာ plan B ရှိနေတဲ့သူမျိုးပေါ့နော်ဥပမာမင်းကိုပြောလိုက်တဲ့စကားတခွန်းအပြင်နောက်ထပ်အဲ့ဒီဟာနဲ့မတူတဲ့စန့်ကျင်ဘက်တစ်ခုသူ့မှာမြဲတဲ့ရှိနေတာမျိုးတွေတွေ့ရတယ်သူကမြဲတဲ့ကိုမတိကြမြည်ရတဲ့အာ စကားတွေပဲပြောလို့ရှိလိမ့်မယ်မင်းကိုပြောရင်လေဟိုအားလုံးမလို့လို့ဒီဟာရွေးမလို့လို့မင်းမေးလိုက်တဲ့အချိန်တိုင်းမှာ yes or no အဖြေတိကျမပေးဘဲနဲ့သူနဲ့တွေ့လိုက်တိုင်းမင်းရဲ့ခံစားချက်တွေကအမြဲတမ်း uncertainty ဖြစ်နေတာပေါ့နော်သူကလည်းအမြဲတမ်းရွေးချယ်စရာနှစ်ခုချပြတာမျိုးဘာလို့လို့လို့ရမလဲခုထိမတည်သေးပါဘူးဆိုတဲ့ပုံစံမျိုးတွေပြောတာမျိုးတွေမင်းအနေနဲ့ကြုံရလိမ့်မယ်အဲ့ဒီလိုပြောတဲ့အချိန်မှာလည်းအဲ့ဒီလူတွေကသူတို့ကိုယ်တိုင်လည်းတကယ်ကိုပဲဟို unsure ဖြစ်နေတာမတည်ချမှုတွေကိုရင်ဆိုင်နေရတာသူကိုယ်တိုင်ကိုသူတို့ကဘာဖြစ်နေမှန်းမသိတဲ့အချိန် တစ်ဖက်ကသူ့ရဲ့ပင်ကိုဇေယိုက်ကအဲ့လိုဖြစ်နေပြီးတော့နောက်တစ်ဖက်ကတမုန်းရဲ့ energy ရဲ့ရသူကိုယ်တိုင်ကိုကမင်းကိုဖုံးကွယ်ထားတဲ့အမှန်တရားတွေအများကြီးရှိနေတာမျိုးမင်းကိုပေးမသိထားတဲ့သူ့ရဲ့အမှန်တရားတွေသူ့ရဲ့ life ထဲမှာဖုံးကွယ်ထားတဲ့အရာတွေအများကြီးရှိနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်အာဒီလူကမင်းကိုဝေဝအောင် confuse ဖြစ်အောင်ဟွန်းလေစားနေရမျိုးတွေတော့တွေ့ရတယ်သူတို့ဘာပြောပြောအများရန်ဟွန်း ရှင်းလင်းမနေဘူး clear ဖြစ်မနေဘူးပေါ့နော်သူတို့ကအာမင်းရဲ့စိတ်ပိုင်းဆိုင်ရာကို manipulate လုပ်တာမျိုးတွေ မင်းကိုဖုံးကွယ်တာမျိုးတွေအများတန်းလုပ်တယ်အာဒါပေမဲ့တစ်ဖက်ကကြတော့လေ 401g energy နဲ့သူတို့ကမင်းအတွက်အရန်ကို stability ဖြစ်တယ်ဆိုတာမျိုးဥပမာချစ်သူရေးသားတွေဆိုရင်လည်းသူရှိနေမှာပဲမင်းကရှင်သန်နိုင်တော့မှာလို့မျိုးသူကမင်းအတွက်အရန်ကိုအထောက်ပံ့ပေးထားတယ်မင်းကသူ့ကိုယုံကြည်ပြီးနေလို့ရတယ်ဆိုတော့အဲ့ဒီလိုမျိုးခံစားချက်တွေယုံကြည်မှုတွေမင်းစီကိုရိုက်သွင်းနေရမိတ်ဆွေပေါင်းသင်းနေဆိုလည်းအဲ့လိုပဲအိုးချလိုက်တာဆိုတော့ဆက်ဆံရေးတစ်ခုပေါ့နော် အဲ့ဒီလိုမျိုးပေါ့နော်ဟိုငါးနှင်းကိုရမ်းချစ်တာပဲတကယ်ချင်းနေဆိုလဲအရှိမချိုးပြတာပေါ့နော်နောက်ွယ်မှာကြတော့ကို့မကောင်းကြောင်းတွေပဲပြောနေတာမျိုးဟိုးသူ့ရဲ့အတွင်းထဲမှာကြတော့ကို့ကိုပြန်ဆိုင်နေတာမျိုးမနာလို့နေတာမျိုးပေါ့နော်အများရန်တော့ကိုနဲ့တူတူ celebration တွေလုပ်တယ်ကိုနဲ့တူတူအာ date တွေလုပ်တယ်ဒီလိုမျိုးတွေလုပ်နေပြီးတော့ပြင်မှာကြတော့မင်းကိုသူကယုံကြည်အောင်တော့ဆိုပေါ့နော်သူတို့ပြောတဲ့ဂရိစကားတွေသူတို့မင်းကို ပေးနေရဲ့အဲ့ဒီပျော်ရွှင်မှုတွေကအပျော်တက်တက်ပဲရှိတာ တကယ်ဟိုသူတို့ရဲ့အတွင်းထဲမှာကြတော့အဲ့ဒီလောက်အထိမင်းပေါ်ဟို solid ဖြစ်မနေဘူးပေါ့နော်ဟိုစစ်မှန်မနေဘူးဆိုတာမျိုးကို တွေ့ရတယ်ပေါ့နော်ဆိုတော့ be careful ခရူးဆိုင်ပါသူတို့ပြောတဲ့စကားတွေ ကိုမင်းကိုရိုင်းကိုပြောလာတယ်ညာအရင်ကောင်းတာပဲဆိုပြီးတော့ယုံကြည်နေတာမျိုးထက်ပဲတခုခုဆိုရင်သူပြောနေတာတကယ်ကိုဟုတ်ရဲ့လားငါတကယ်ဒီလိုယုံကြည်လိုက်လို့ရောရရဲ့လားဆိုပြီးတော့အော်တခြားလေးပြန်ဆန်းစစ်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အော်ဆိုတော့နေမင်းနဲ့အဲ့ဒီခုမင်းတွေးလိုက်တဲ့နှစ်ယောက်တစ်ဖက်သူရဲ့ကြားထဲမှာက giving and receiving က ဟိုအပေးကြီးကိုမျှတယ်လို့ထင်ရပင်မဲ့မမျှနေရမျိုးပေါ့နော်။အင်းသူနဲ့ကိုနဲ့ဂျာထဲမှာအပေးကြီးမျှတယ်နားလည်မှုတွေရှိတယ်။တယောက်နဲ့တယောက်ကလည်း fair ဖြစ်တယ် balance ဖြစ်တယ်လို့ထင်နေရပင်မဲ့တကယ်တမ်းကျတော့အဲ့လိုဖြစ်မနေဘူး။သူကမတိမတာလေးကိုယ့်အပေါ်မှာနိုင်ယူနေတာမတိမတာလေးကိုယ့်ကိုဟိုပပလေးရိတ်နေတာမျိုးတွေတွေ့ရတယ်ပေါ့နော်။ဆိုတော့အကူကလေအချစ်ရည်တွေမှာဒီ season pandemic ကို ကတ်ကိုရတိုင်းပါလေအချစ်တီကိုမျှဝေပေးနေတယ်လို့ပဲအဲဆန့်စရာလေးရှိရပေါ့နော်တခြား reader တွေကတော့ဘယ်လိုမျိုးအတိပဲဖော်တယ်လဲဘယ်လိုမျိုးဟို intuition တွေရလဲမသိပေမဲ့ကိုကတော့ဒီကတ်ရတိုင်းမှာချီတင်းလုံနေတယ်တစ္ဆာဖောက်နေရပဲခံစားရတာအခုလည်းဒီလိုပဲမင်းစဉ်းစားလိုက်တဲ့တစ်ဖက်သူပါမင်းပေါ်မယိုးဖြောင်းနေဘူးချစ်သူရေးစားတွေအတွက်ကြည်နေတဲ့သူတွေဆိုရင်လည်း မင်းတို့ရဲ့တစ်ဖက်သူမှာမင်းတို့အပြင်တခြားတယောက်ရှိနေတယ်။တရားဝင်ကြီးတွဲနေတာမျိုးချီချင်းလုံးနေတာမျိုးမဟုတ်ဘူးဆိုရင်တော့မှပဲ EC ကလေးရဲ့နေထားပေါ့နော်။ Situation ရှစ်ထဲမှာရှိနေတဲ့မယူသားတဲ့ဆက်ဆံရေးတစ်ခုမြင်အပြင်ရှိနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဆိုတော့အာ base of the dash မှာကလည်း six of cup ဒီလိုက်။ဟော စစကားပဲရလဲအဲ့လိုပဲ past connection ပေါ့နော်ဒီမင်းရဲ့တစ်ဖက်သူအချိန်ကြီးတွေလာကြည့်တဲ့သူတွေဆိုရင်မင်းရဲ့တစ်ဖက်သူလက်ရှိအာ easily လုံနေတယ်မယူမသာဆက်ဆံနေတယ်ဒီဆက်ဆံရေးထဲမှာရှိနေတဲ့သူကသူ့ရဲ့အတိတ်ကသူဖြစ်နိုင်နေပေါ့နော်အဲ့ဒီအတိတ်ကသူကြောင့်ပဲမင်းတို့နှစ်ယောက်ကြားထဲမှာပြဿနာတက်ဖူးခဲ့တာတွေအဲ့ဒီအတိတ်တုန်းကသူပတ်သက်ခဲ့ဘူးတဲ့ဒီမျိုးသမီးဒီမျိုးသားကြောင့်မင်းလာခြင်းခဲ့ရပူတာတွေရှိလိမ့်မယ်အဲ့ဒီလိုလူမျိုးနဲ့မင်းရဲ့တစ်ဖက်သူကပြန်ပတ်သက်နေတာမျိုးတွေသို့မဟုတ်အဲ့ဒီ လူနဲ့ပတ်သက်ပြီးတော့မင်းကိုဖုံးကွယ်ထားတာတွေရှိတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဒါပေမဲ့တစ်ဖက်မှာကြတော့လေတချို့ရာဂိုင်းနှုံးပေါ့နော်ဒီကိုယ့်ရဲ့ quality တွေက90ရာဂိုင်းနှုံးကတော့နှုံးလောက်ကကြတော့လေအရန်ကိုရှေ့ကြတဲ့ relationship ကြီးထဲမှာရောက်နေတဲ့သူတွေဖြစ်နေမယ်။နှစ်ရှည်လာများပေါ့နော်9နှစ်6နှစ်9နှစ်10နှစ်ဒီလိုမျိုး10ခန်းတက်တည်လဲပါလိမ့်မယ်။အဲ့ဒီလိုလူတွေကကြတော့အတိတ်တုန်းကဒီလူနဲ့ပတ်သက်ပြီးနာကျင်ခဲ့ရတယ်ဆိုရင်တောင်လက်ရှိမှာလေကိုယ့်ဟာသူ့ကိုယုံကြည်နေတဲ့ပဲ။ ိုသူနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတဲ့အတွေးတွေမရှင်းလင်းတဲ့အမြင်တွေရှိနေတဲ့ဆိုရင်တောင်မှပဲဒီလူကိုလွယ်လွယ်လေးယုံပြစ်လိုက်ဖို့အတွက်အငြင်းအဆင်သင်ဖြစ်နေတာဘာဖြစ်လို့တာလဲဆိုတော့အဲ့ဒါကနှစ်ရှည်လာများအရင်ရင်းနှီးလာတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့စိတ်က familiar ဖြစ်နေတာပေါ့နော်ဒီလူကိုပြစ်ပြီးယုံပြစ်လိုက်တာဒီလူပြောသမျှကိုလွယ်လွယ်လေးနာခံလိုက်တာလွယ်လွယ်လေးလက်ခံလိုက်တာကအာ used to ဖြစ်သွားတာခန္ဓာကိုယ်နဲ့စိတ်က တကယ်ဟိုးအတွင်းနဲ့နဲ့တွေးမယ်ဆိုရင်တော့သူနဲ့ပတ်သက်တဲ့မရှင်းလင်းမှုတွေကကိုယ့်စီမှာအများကြီးပဲမျက်စီမှာအများကြီးပဲသို့တော်လည်းပဲအာလော်လော်လေးယုံကြည်ပေးလိုက်တာမျိုးတွေပေါ့နော်ဆိုတော့အဖြေကိုအားလုံးခြုံပြီးညီကုန်းချွရရင်တော့ be careful ပါရှင် ယူဆိုင်ပါအခုမင်းတို့တွေးနေတယ်မင်းတို့ရဲ့တဖက်သူကမင်းတို့အပေါ်မှာ80ရာခိုင်နှုန်းသောမစစ်မှန်မှုတွေရှိနေတယ်တန်နဲ့20ရာခိုင်နှုန်းလောက်ကပဲစစ်မှန်တာဖြစ်တယ်ဆိုကြောင့်မလို့သူပြောတဲ့စကားတွေသူ့ရဲ့လုပ်ရက်တွေကိုအာချက်ချင်းလက်ငင်းကြီးယုံကြည်ပေးလိုက်တာမျိုးမဟုတ်ပဲနဲ့ဆန်းစစ်ဖို့လိုတယ်ဆိုတာမျိုးကိုပြောချင်ပါတယ်ရှင်တို့တို့လည်းပဲဒီလူနဲ့ပတ်သက်ပြီးတော့မင်းကိုယ်တိုင်က current energy အရာ hidden truth တွေတွေ့ထားပြီးသားဆိုတာမျိုးကိုလည်းတွေ့ရတယ်။တို့ရဲ့ အဲဂရိကဝတ်တွေကဂရိပိစကားတွေက fully အဲယုံကြည်လို့မရအောင်ဆိုတော့လည်းမြင်ကိုယ်တိုင်သိထားပြီးသားဒါကိုတော်မှထပ်ပြီးတော့ခံလိုက်ရတယ်ဆိုရင်တော့ရှင်တို့တိုင်းနဲ့ရှင်တို့ကံပဲလို့ပြောချင်ပါတယ်ရှင်ဆိုတော့ခုဖတ်ပြီးခဲ့တာက collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးအတွက်တော့ energy မကိုက်ညီနိုင်ပါဘူးရှင်ကိုယ်နဲ့ energy ကိုက်ညီတဲ့သူအတွက်ပဲမှန်ကန်နိုင်ပါမယ်ဆိုတော့အာဒီလိုမျိုး free reading လေးတွေအဆက်မပြတ်လက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube, Facebook နဲ့ TikTok, Telegram channel လေးတွေကိုလည်း like and subscribe လေးလုပ်ထားလို့ရပါတယ်ရှင်။ဆိုတော့အခုလိုမျိုး personal reading ဖတ်ချင်နေဆိုရင်တော့ message ကိုလာခဲ့ပေးပါပေါ့เนาะဆိုတော့ဒီလိုမျိုးအာကိုနဲ့ energy ကြိုက်တယ်ဆိုရင်လည်း comment လေးတွေမှာအပေးသွားလို့ရတယ် like and share လုပ်ခြင်းအပြင်လည်းကိုကိုခွန်အားလေးတွေပေးလို့ရပါတယ်ရှင်ဆိုတော့အခုလိုမျိုး personal data နဲ့ personal reading ဖတ်ချင်တယ်ဆိုရင်တော့ပညာကြီးလေးက3000ကျပ်ကြာတင်ပါမယ်ရှင်ဒီ video လေးကို screenshot လေးယူခဲ့ပေးဖို့ပြောချင်ပါတယ်เนาะဆိုတော့တက်တာကိုရောနောက်ထပ် reading လေးနဲ့ပြန်တွေ့ကြမယ်เนาะ